ာပါရှင်။တောင်ရင်ထိုင်းမြေနိုဝင်ဘာလ19ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်ရင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်ရင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွင်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းကနေအိမ်90ကျော်ကိုစစ်တပ်ဝင်မွေပြီးတံမိုးရှိပစ္စည်းတွေကိုယူဆောင်သွားတဲ့တဲ့ နိုင်ငံရေးလောကနိုင်တွေကိုနိုင်ငံနဲ့ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင်နီးလန်းရှာမယ်လို့မွန်တိုတက်ရေးပါတီမဲဆွဲခဲ့တဲ့တဲ့တင်နဲ့ကြားဖြတ်လုပ်ငန်းတွေမှာ BGF နဲ့ EAO တချို့ဝင်ရောက်လုပ်ကင်နေတယ်လို့စစ်ကောင်ဖြစ်အပြစ်ဖို့ခဲ့တဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ထိုင်ဝမ်တို့လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်ရောင်းချမှုအမေရိကန်အတည်ပြုလိုက်တဲ့သတင်းကမ္ဘာအကြီးဆုံးနျူကလ িয়ার စက်ရုံပြန်လည်ပတ်ဖို့အတွက်ဂျပန်အာဏာပိုင်တွေပြင်ဆင်နေတဲ့သတင်းတွေနဲ့အတူ နက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်တနင်္လာရတိုင်းတရက်ချောင်းမြို့နယ်အောက်တရက်ချောင်းကျေးရွာကိုစစ်ကောင်ဖြင့်တက်စစ်ကြောင်းဝင်းမွေပြီးတဲ့နောက်နေအိမ်တွေကတံမိုးရှိပစ္စည်းတွေကိုယူဆောင်သွားတယ်လို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါရတယ်။ အင်အားတရာကျော်ပါတဲ့စစ်ကောင်ဖြင့်တက်စစ်ကြောင်းဟာနိုဝင်ဘာလ16ရက်နေ့မနက်7:00နာရီအချိန်လောက်မှာစစ်ဆောင်ပြည်သူတွေရဲ့နေအိမ်60ကျော်ကိုဝင်ရောက်ဝင်နောက်သွားတာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြပြချက်အရစစ်ကောင်ဖြင့်တက်ဟာနေအိမ်တွေကတကားတွေကိုရိုက်ဖြတ်ပြီးတဲ့နောက်တပ်မိုးရှိပစ္စည်းတွေကိုအလုံးအရင်းနဲ့ရှာဖွေယူဆောင်သွားတယ်လို့သိရပါတယ်။စစ်ကောင်ဖြင့်တက်စစ်ကြောင်းဟာတရချောင်းကျေးရွာအနီးပတ်ဝန်းကျင်မှာဆက်ရှိနေတာကြောင့် ျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့မသိရသေးဘူးလို့ဒေတာကန်တွေက ပြောကြပါဗျ။အဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ18ရက်နေ့ကလည်းစိတ်ချောင်းကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာချိန်ဒေတာကန်အမျိုးသား9ဦးကိုဖမ်းဆီးသွားခဲ့ပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဆိုပါတယ်။တရချောင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့အောက်တိုဘာလကစလို့စစ်ကောင်ပြင်တက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတောင်းနဲ့ချီနေရွှန့်ခွာထွက်ပြေးတင်းရှောင်နေရပြီးလူသားချင်းစာနာမှုအကူအညီတွေလည်းလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။စစ်ကောင်ရှင်တက်စစ်ကြောင့်ဟာပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်တုန်းကလည်းတရချောင်းမြို့နယ်တိန်ကုန်းကျေးရွာနဲ့ကရွဲကျေးရွာတို့ကနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ပါသေးတယ်ရှင်။ မွန်တိုးတိုက်ရေးပါတီအနေနဲ့သွေးကြုံနေရတဲ့နိုင်ငံရေးလောကဒဏ်တွေကိုနိုင်ငံ내ပြည်သူထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်နှီးလန့်ရှာမယ်လို့ရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထင်မြင်ချက်အမျိုးမျိုးရှိနေတဲ့အပေါ်မွန်တိုးတိုက်ရေးပါတီအနေနဲ့ကြုံတွေ့နေရတဲ့နိုင်ငံရေးလောကဒဏ်တွေကိုနိုင်ငံ내ပြည်သူထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်နှီးလန့်ရှာမယ်လို့မဲဆွဲစည်းရုံးပါတယ်။မွန်တိုးတိုက်ရေးပါတီထွေထွေတွင်းမှုမင်းထွန်းလွင်က တို့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စတာတွေကိုနိုဝင်ဘာ16ရက်နေ့ညပိုင်းမှာစစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်သံစီစဉ်ကနေဟောပြောတင်ပြခဲ့တာပါ။လာမယ့်ဒီဇင်ဘာ28ရက်နေ့ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲမှာဝန်တွတ်တရေးပါတီအနေနဲ့ကရင်ပြည်နယ်အတွင်းမှာရှိတဲ့မွန်တိုင်းသားလူမျိုးဝင်ကြီးနေရာပါဝင်မက်ဆနနဲ့၃နေရာမှာကိုစလေလောင်၃ဦးပါဝင်ရှင်ပြိုင်မှာဖြစ်ပါလိမ့်။တိုင်းသားကိုစားပြုနိုင်ငံရေးပါတီငယ်တစ်ခုဖြစ်ပေမဲ့ ပြည်သူတွေလူလားတောက်တာတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်သွားမယ့်နိုင်ငံရေးဖြစ်စဉ်မှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်အားဖြည့်နိုင်လိမ့်မယ်လို့ယုံကြည်ထားတာပါလက်ရှိကာလမှာနိုင်ငံရေးအကြံတဲတွေပဋိပက္ခတွေနဲ့ရင်းဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ထင်မြင်ယူဆချက်အမျိုးမျိုးတုံ့ပြန်မှုအမျိုးမျိုးရှိနေကြမယ်လို့မင်းထွန်းတွင်ကပြောပါတယ်မွန်တိုတက်ရေးပါတီအနေနဲ့ကြုံတွေ့နေရတဲ့နိုင်ငံရေးလောကဓာတ်တွေကို နိုင်ငံနဲ့ပြည်သူလူထုထိခိုက်မှုအနည်းဆုံးဖြစ်အောင်နီးလန်းရှာပြီးရင်းဆိုင်ကြော်လာသွားရမှာပဲလို့ယုံကြည်ထားကြောင်းမဲဆွယ်စည်းရုံးဟောပြောခဲ့တာပါပါတီရဲ့မူဝါဒဖြစ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်အခြေတည်ခိုင်မာလာစေရည်ကြိုးပမ်းဖို့နဲ့တရားမျှတခြင်းလွတ်လပ်ခြင်းညီမျှခြင်းဆိုတဲ့လောကပါလာတရားတို့နဲ့ပြည်စုံတဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလို့ဆိုပါတယ်တိုင်းသားလူမျိုးစုအလုံးရဲ့အစုအဖွဲ့ဆိုင်ရာကိုယ်ပိုင်အမှတ်သားတရုတ်လက္ခဏာတွေကိုအတိအမှတ်ပြုတဲ့အပြင်ပြည်သူတိုးချင်းစီရဲ့ တိုင်းသားခွင့်ရေးနိုင်ငံသားခွင့်ရေးဒီမိုကရေစီအခွင့်အရေးတွေအပြည့်အဝခံစားခွင့်ရှိတဲ့လူ့ဖွဲ့စည်းတရက်တည်ထောင်ရေးပါဒါအပြင်ပြည်သူတရက်လုံးလူ့ခွင့်ရေးအပြည့်အဝရရှိစေရေးနဲ့လွတ်လပ်တဲ့လူမှုဘဝကိုရရှိခံစားနိုင်ကြစေရေးစောင့်ရက်သွားမှာဖြစ်ပြီးပြည်ထောင်စုတစ်ခုလုံးရဲ့အကျိုးကိုအာရုံစိုက်ခါအားလုံးနဲ့တားအစာတာဖြစ်မဲ့မူဝါဒလုပ်ငန်းစဉ်တွေရေးဆွဲအကောင့်တွေပေါ်သွားမယ်လို့ဆိုပါတယ်။နိုင်ငံရေးကဏ္ဍမှာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုဖော်ဆောင်ရေး တိုင်းဒေသလူနယ်စုအဖွဲ့ရေးတွေကာကွယ်စောင့်ရှောက်ရေးစတဲ့အချက်တွေကိုဦးစားပေးဆောင်ရွက်သွားမယ်လို့မဲဆွယ်စည်းရုံးပါတယ်။အထူးသဖြင့်တိုင်းဒေသကဏ္ဍအနေနဲ့လိုအပ်တဲ့ဥပဒေ၊နေဥပဒေတွေရေးဆွဲပြီးတိုင်းဒေသခွင့်ရေးတွေကာကွယ်စောင့်ရှောက်မြင့်တင်နိုင်ဖို့တိုင်းဒေသတွေရဲ့ဓလိထုံနှံ့ဆင်လာတွေကိုအားပေးမြင့်တင်နိုင်ဖို့ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တနိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ငြိမ်းချမ်းရေးရရှိနိုင်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုင်းဒေသသွေးချင်းညီနောင်တွေနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့စီယုံဟောပြောထားတာပါ။ မော်ဒတရီပါတီဟာ2023ခုနှစ်မှာစစ်ကော်မရှင်ပြဋ္ဌာန်းခဲ့တဲ့နိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေအရကင်းပြည်နယ်တွင်းစည်းရုံးနဲ့မွန်တိုင်းသားကိုစားပြုနိုင်ငံရေးပါတီဖြစ်ဖွဲ့စည်းပြီး2024ခုနှစ်ဧပြီမှာတော့ပါတီမပုံတင်ခွင့်ရခဲ့တာဖြစ်ပါတယ်။မွန်တော်လိုင်းအင်အားစုတွေကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာထူယောင်ဖြစ်ပြီးအာဏာရှင်တပ်ဆိုးရှိစေအတွက်သာဖြစ်လို့မွန်လူထုတွေမပူပေါင်းကြဖို့တိုက်တွန်းထားပါတယ်။ ကရင်ပြည်နယ်မြောက်ပြည်ဒေသကအွန်လိုင်းလိမ်လည်မှုနဲ့အွန်လိုင်းလောင်းစားမှုလုပ်ငန်းတွေမှာ BGF အပြင် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တချို့ဝင်ရောက်လုကင်နေတယ်လို့စစ်ကောင်ရှင်ဘက်ကပြောလာပါတယ်။ဒီအကြောင်းကိုတော့အိမ်မြောင်ကအတင်ဆက်ပေးထားပါရရှင်။ ကရင်ပြည်နယ်မြောက်ပြည်ဒေသကအွန်လိုင်းနေလည်မှုနဲ့အွန်လိုင်းနှောင်းကစားမှုလုပ်ငန်းတွေမှာကရင်နေကြဆောင်တဲ့ BG ရဲ့အပြင် NCA စာချုပ်လက်မှတ်ရေးထွက်ထားတဲ့တိုင်းဒေသနဲ့နိုင်ငံအဖွဲ့တချို့ဝင်ရောက်လုကင်နေတယ်လို့စစ်ကော်မရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။မြောက်ပြည်ဒေသမှာပြုလုပ်နေတဲ့အွန်လိုင်းနေလည်မှုနှောင်းကစားမှုတိုက်ဖြတ်ချိန်မုံနေမှုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ရဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောကြားချက်ကိုနိုဝင်ဘာလ19ရက်နေ့ရက်စွဲနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ဝါရဖြတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။နိုဝင်ဘာလ18ရက်နေ့ကမြောက်ရီမြို့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနေမြေတဲကခွင့်ပြုချက်မရရှိဘဲစောက်လုပ်ထားတဲ့အဆောက်အုံသုံးလုံးကိုစစ်ကော်မရှင်လုံခြုံရေးပူးပေါင်းဖွဲ့ဝင်နဲ့ဌာနဆိုင်ရာဖွဲ့စည်းတွေကဝင်ရောက်ရှင်းလင်းခဲ့ရာနိုင်ငံသား346ဦးကိုဖမ်းမိခဲ့ပြီးအွန်လိုင်းလောင်းစားမှုမှာတုံ့ပြုတဲ့ဟုံးလုံးရီတပေါင်းနီးပါးနဲ့ ဆက်ဆက်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။မြောက်ပြည်ဒေသမှာအွန်လိုင်းလောင်းစားမှုလုံဆောင်နေတဲ့နေမြေ၃ခုရှိပြီးအဲ့ဒီနေမြေတွေကတော့မြောက်ပြည်မြောက်ဘက်ကရှေကုတ်ကိုနေမြေ၊မြောက်ပြည်တောင်ဘက်ကကိကိပနေမြေနဲ့မြောက်ပြည်တောင်ဘက်ကအစွန်းဆုံးကကြောက်ခက်နေမြေတွေဖြစ်ကြတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။ ကေကေဘနေမြေနဲ့ရှီကုတ်ကိုနေမြေတို့ဟာစစ်တပ်လောက်ခံကရင်နေကြဆောင်တဲ့ဘီဂျီရဲ့ထိန်းချုပ်ထားတာဖြစ်ပြီးကြောက်ခက်နေမြေကတော့စစ်တပ်မိဖက်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ဒီမိုကရေစီချုပ်ပြုကရင်တပ်မတော် DKPA ကထိန်းချုပ်ထားတာပါအဲ့နေမြေသုံးခုထဲမှာရောက်ရှိလာကြတဲ့ online လိမ်လည်တဲ့နိုင်ငံသားအများစုဟာတစ်ဖက်နိုင်ငံထိုင်းကနေတဆင့်မြန်မာနိုင်ငံတွေကိုကူးပြောင်းရောက်ရှိလာတာဖြစ်တယ်လို့ပြည်စီမီနဲ့ဆက်သွယ်ရေးစတာတွေကိုတစ်ဖက်နိုင်ငံကနေရရှိတာဖြစ်တယ်လို့ ဗိုလ်ချုပ်စိုးမင်းထွန်းကပြောကြားပါတယ်။၂၀၂၁ခုနှစ်နောက်ပိုင်းအဲ့ဒီနေမြေတီထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးမြောက်ဝီမျိုးနဲ့လှမ်းဝေးတဲ့နေမြေတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့ KNU KNN အဖွဲ့ NCA စာချုပ်ရေးထိုးထားတဲ့တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့နဲ့နေကြာဆောင်တဲ့ BGF မြေခံတပ်ဖွဲ့တွေကအွန်လိုင်းလုံခြုံရေးလိမ်လည်မှုလုပ်ငန်းမှာဝင်ရောက်လုကိုက်နေတာဖြစ်တယ်လို့ဗိုလ်ချုပ်စိုးမင်းတို့ကဆိုပါတယ်။ကကေပအွန်လိုင်းဝေလင်းလုပ်ငန်းဟာ KNU နဲ့လုံးဝမသက်ဆိုင်ပဲအဲ့ဒီလုပ်ငန်းမှာ KNU ကဝင်ရောက်လုကိုက်နေတဲ့ဆိုတဲ့စစ်တပ်ရဲ့ဆွဆဲချက်အလုံးပေါ်ပြပြတသားညှိဆူလိုက်တဲ့အကြောင်း KNU ကပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ ရဆွေးနေတည်ရဝင်ကြီးညာချက်ထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ရဲ့သတင်းထုတ်ပြန်ရေးဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုလိုက်တဲ့ NCA စာချုပ်ရေးထိုးထားတဲ့တချို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ဟာဒီမိုကရေစီအကျိုးပြုကျင့်တက်မလို့ DKPA အဖွဲ့ကိုညှဉ်းပန်းပြောဆိုတာဖြစ်ပြီး DKPA ဟာကြောက်ခက်ဒေသအပြင်ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ထိုင်းမြန်မာနယ်စပ်ဖရားသုံးစုမြို့မှာလည်းကြားဖြတ်လုပ်ငန်းကိုလုံဆောင်ခဲ့တာဖြစ်ပါတယ်။ကြားဖြတ်လုံဆောင်တယ်လို့စစ်အုပ်စုကထုတ်ပေါ်ပြောဆိုလိုက်တဲ့ကရင်နယ်ခြားဆောင်တဲ့ BGN နဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မလို့ DKPA တို့ကတော့မိမိတို့နယ်မြေအတွင်းမှာကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းတိုက်ဖြတ်သွားမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့မှုပါတယ်။ ။လက်ရှိမှာတော့စစ်ကော်မရှင်ဟာ KKB နယ်မြေကိုရှင်းလင်းဆောင်ရွက်တာတွေလုပ်ဆောင်နေသလိုရွှေကုတ်ကုနယ်မြေ၊ကြောက်ခက်နယ်မြေနဲ့အခြားဒေသတွေမှာလည်းတပ်ဖွဲ့ဝင်အပြည့်စုံလူမျိုးရေးယူပြီးဆက်လက်ပေါ်ထုတ်ရှင်းလင်းတာတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ KKB နယ်မြေနဲ့ရွှေကုတ်ကုနယ်မြေတွေကကြားဖြတ်လုပ်ငန်းတွေကိုစစ်ကော်မရှင်နဲ့ BGA တက်ကဝင်ရောက်ရှင်းလင်းရေးလုပ်ငန်းတွေလုံဆောင်တာဟာအံပြတ်သဘောတသက်သာဖြစ်ပြီးကြမ်းပြန့်ကိုင်းကအရေးကြီးခေါင်းဆောင်တွေဟာ ဘီဂျီရဲ့ကာကွယ်ပေးမှုနဲ့အခြားဒေသတွေစီရွှေ့ပြောင်းခုံလုံသွားကြပြီလို့နေမြေကန်သတင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်ဝမ်တို့လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်ရောင်းချဖို့အမေရိကန်အတည်ပြုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘဘက်က ပြပြပေးထားပါရရှင်။ ယူကရိန်းစစ်မြေပြင်မှာစံသက်ထားပြီးဖြစ်တဲ့ဒေါ်လာတန်း900နီးပါးတန်ဖိုးရှိအစစ်မြေလေကြောင်းကာကွယ်ရေးစနစ်ကိုထိုင်ဝမ်တို့ရောင်းချထားကြောင်းအမေရိကန်ကအတည်ပြုလိုက်ပြီးဒါဟာသတင်းတစ်ပတ်အတွင်းထိုင်ဝမ်တို့အဲ့ဒီလက်နက်မျိုးဒုတိယအကြိမ်ရောင်းချမှုဖြစ်လာပါတယ်။ အင်ဒိုပစိဖစ်ဒေသမှာဩစတြေးလျနဲ့အင်ဒိုနီးရှားတို့ပဲအဲ့ဒီစနစ်ကိုလောလောဆယ်အသုံးပြုနေပြီးဒေါ်လာ1ဘီလီယံတန်ဖိုးရှိလက်နက်ရောင်းချမှုရဲ့တစိုက်တစ်ပိုင်းအနေနဲ့အဲ့ဒီထဲကသုံးခုကို ထိုင်ဝမ်လက်ခံရရှိမယ်လို့အမေရိကန်ကပြီးခဲ့တဲ့နှစ်ကပြောကြားခဲ့ပါတယ်။ RTH ကုမ္ပဏီကထုတ်လုပ်ထားတဲ့အမျိုးသားအစင်မြင့်မြေပြင်ဝေဟင်ပြစ်ဒုံးကြီးစနစ် NAPSAN ဟာတာလက်ပြစ်လေကြောင်းရန်ကာကွယ်ရေးဖြည့်ရှင်ချက်တွေဖြစ်ပြီးထိုင်ဝမ်အတွက်အသက်ဆက်ဆက်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။ နပ်ဆန်စနစ်ဝယ်ယူရေးအတွက်အဲ့ဒီကုမ္ပဏီကိုဈေးနှုန်းအတိအချာသတ်မှတ်ပြီးသားစာချုပ်တရက်ပေးအပ်ထားတယ်လို့ပင်တဂွန်ကပြောကြားပြီး2032ခုနှစ်ဖေဖော်ဝါရီလမှာအလုံးပြီးစီးမယ်လို့ခန့်မှန်းထားပါတယ်။ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကိုကာကွယ်ရေးယူကရိန်းတို့ချထားပြီးဖြစ်တဲ့အဲ့ဒီလေကြောင်းကာကွယ်ရေးစနစ်တွေဝယ်လို့အမြင့်တက်လာချိန်အမေရိကန်ကထိုင်ဝမ်တို့ရောင်းချတာဖြစ်ပါတယ်။ အမေရိကန်ကထိုင်ဝမ်တို့ဒေါ်လာတန်330တန်ဖိုးရှိတိုက်လေယာဉ်တွေနဲ့တခြားလေယာဉ်အစိတ်အပိုင်းတွေရောင်းချကြောင်းနိုဝင်ဘာလ23ရက်ကကြေညာခဲ့ပါတယ်။ ။တမရဒေါ်နယ်ထရန်ဇန်နဝါရီလကအင်ဖြူတော်သို့ဒုတိယကြိမ်ရောက်ရှိလာပြီးနောက်ပိုင်းပထမဆုံးလက်နက်ရောင်းချမှုကိုထိုင်ဝမ်ကကြိုဆိုခဲ့ပြီးဘေကျင်းကကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်လို့ဂျပန်နဲ့တရုတ်ကြားတန်တမန်ရေးပြဿနာပုံမဆိုးရွားလာချိန်မှာအမေရိကန်ကထိုင်ဝမ်တို့လက်နက်ရောင်းချမှုထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုသူတို့အပိုင်လို့ပြောထားပေမဲ့ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်နေတဲ့တိုက်ပေကဘေကျင်းရဲ့ပြောဆိုမှုကိုပယ်ချထားပါတယ်။ အမေရိကန်ဟာထိုင်ဝမ်နဲ့တရားဝင်တတမန်ဆက်ဆံရေးမရှိပေမဲ့ထိုင်ဝမ်အတွက်ကိုကုတ်ကိုကာကွယ်နိုင်ရေးကူညီဖို့တာဝန်ရှိပါတယ်ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဆက်ရုံပြန်လည်ပတ်ဖို့ဂျပန်အာဏာပိုင်တွေပြင်ဆင်နေပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရရှင်။ကမ္ဘာအကြီးမားဆုံးနျူကလ িয়ার ဆက်ရုံတရှိရာဂျပန်ဒေသရဲ့အုပ်ချုပ်ရေးမှုကဆက်ရုံပြန်လည်စတင်လည်ပတ်ရေးအခုသတင်းပတ်အစောဆုံးခွင့်ပြုဖို့စီစဉ်နေတယ်လို့ပြည်တွင်းသတင်းတွေကနိုဝင်ဘာ16ရက်မှာဖော်ပြပါရတယ်။ ဖုကူရှိမားနျူကလ িয়ার ပြဿနာကြောင့်ပိတ်ထားခဲ့ရပြီးဆယ်စုနှစ်တစုကျော်ကြာမှာတိုကျိုလက်ဆက်စွမ်းအင်ကော်မတီတပ်ကကာရှိဝါဇာကီကာယီဝါဆက်ယုံပြန်လည်လက်ပတ်နိုင်ရေးကြိုးပမ်းမှုကိုအုပ်ချုပ်ရေးမှုကအခွင့်ပြုပေးတော်မှာဖြစ်ပါသည်။နာယီကာတာဒေတာအုပ်ချုပ်ရေးမှုဟီဒိုရိုဟာနာဇူမီကကာရှိဝါဇာကီကာယီဝါဆက်ယုံဒစီပိုင်းပြန်လည်လက်ပတ်နိုင်ရေးနိုဝင်ဘာ21ရက်မှာအခွင့်ပြုကြောင်းကြေညာမှာဖြစ်တယ်လို့ကျိုးတို့သတင်းဌာနမှာဖော်ပြပါရည်ဒေသဆိုင်ရာဆွေရဖွဲ့ကမြို့ဖော်လို့တဲ့သတင်းရှင်းပြအများကြီးကိုကိုးကားပြီးတော့အဲ့ဒီသတင်းကိုဖော်ပြလာတာပါ အောက်ချုပ်ရေးမူဟာနာဆူမီကသူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဒီဇင်ဘာ၂ရက်မှာကျင်းပမယ်ဒေသဆိုင်ရာလွှတ်တော်အစည်းအဝေးမှာလွှတ်တော်နဲ့တိုင်ပင်သွားဖို့ရှိနေပါပြီလွှတ်တော်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရင်အဲ့ဒီဆက်ရုပ်ပြန်လည်စတင်ရေးနိုင်ငံတော်အစိုးရရဲ့ပန်ကြားချက်ကိုဟာနာဆူမီကတုံ့ပြန်သွားဖို့မျှော်လင့်ထားကြောင်းနီကေစီးပွားရေးနေ့စဉ်သတင်းမှာဖော်ပြပါတယ်တပ်ကိုကအဲ့ဒီဆက်ရုပ်ရဲ့အဓိကအစိပိုင်းနှစ်ခုဖြစ်တဲ့နံပါတ်6နဲ့နံပါတ်9တပောင်းမှုတို့ကိုပြန်လည်လက်ပတ်နိုင်ဖို့စီစဉ်ထားပြီးတော့အဲ့ဒီ unit နှစ်ခုပြန်လည်လက်ပတ်နိုင်ရင်လျှက်စစ် 2910မဂါဝက်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။အဲဒီစက်ရုံတစ်ခုလုံးရဲ့လျှက်စက်တအားထုတ်လုပ်နိုင်တဲ့ပမာဏဟာ1212မဂါဝက်ရှိပါတယ်။နံပါတ်6တပောင်းမှုမှာလောင်စာဖြည့်တင်းပြီးရနောက်တပ်9ရဲ့စစ်ဆေးမှုတွေအောက်တိုဘာလကပြီးစီးပါတယ်။တပောင်းမှုလည်ပတ်ဖို့လိုအပ်တဲ့အဓိကစနစ်တွေအသေးအချာလည်ပတ်နိုင်ကြောင်းစစ်ဆေးတွေးရှိတယ်လို့လည်းတပ်9ကအတည်ပြုထားပါတယ်။စက်ရုံပြန်လည်စတင်နိုင်ရေးထောက်ခံမှုရရှိစေဖို့ဒေသခံတွေကိုဒေါ်လာ644တန်ထောက်ပံ့သွားမယ်လို့လည်းကုမ္ပဏီကကြေညာထားပါတယ်။ အနောက်ပြန်နိုဝင်ဘာလ20ရက်နေ့အတွက်မိုးလီဝတာခမန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူးထန်နေပြီးကြံဒေသတွေမှာတော့တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့အထောင်ပိုင်းဆုံးဒေသတွေမှာနေရာကွက်ကြောင့်မိုးရွာသွန်းနေခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။မနေ့ပြန်အတွက်ခမန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူးထန်နေပါတယ်။ မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတက်ခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနင်္လာ25မိုင်မှမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာမြူကြဆင်းမှုလျော့နေနိုင်ပါတယ်။အမြင့်ဆုံးမူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ29ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ30ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ25ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာတနိုင်ငံလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ ဒီမိုလီဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဒီဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီ .com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လင်းမှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လင်းမှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။